ဒီဖိဖက်ကိုကျုပ်ကြုံတဲ့ချိန်မှာအသက်က19နှစ်ပါလူရုပ်အရွယ်ကျုပ်ကကြောင်းမိတဲ့အထိမတက်နိုင်ခဲ့ဘူးလေမိသားစုကလည်းဆင်းရဲတယ်ရရလောက်ကိုဝင်လောက်ပြီးတော့မိဘကိုကူခဲ့တာတနေ့မှာတော့လဲပိုင်းရှင်ဦးခင်မောင်စီမှာစပါတင်250နဲ့လေကူအဖြစ်လောက်ခဲ့ပါတယ်ကျွဲရည်နဲ့ပဲထောင်ရရတာဆိုတော့ပင်မန်းတာတော့မပြောပါနဲ့ဗျာဒါပေမဲ့လေဝမ်းရည်အတွက်မလို့ပင်မန်းတာကိုမိထားရတယ် စားလုပ်တဲ့နေညမှာပဲတောင်းဟုံးနဲ့ရေထဲကိုသွားတဲ့တန်တွေတပပုံနဲ့လေကတဲ့စေတံလိုမျိုးအတန်တွေကိုစပြီးတော့ကြားလိုက်ရတယ်။ဒါပေမဲ့လေဘေကျင်ကလေကဥစ္စာပဲဖြစ်မှာပါဆိုပြီးတော့သတိမထားမိခဲ့ဘူး။နေတိုင်းဖြစ်နေတော့သတိကထားမိလာတယ်။ဒါပေမဲ့လေဘာမှမရှိတယ်လို့ဘာမှလည်းမမြင်ရဘူး။လေကရွာနေတော့တိတ်တော့မဝေးဘူးဗျ။ဒီလိုနဲ့ပဲစဘာမျိုးကျဲမဲ့နေကိုရောက်တော့မမျော်လင့်မဲ့နဲ့ဒီကြီးတွေဟာတဟုံထိုးထိုးတက်ပြီးတော့ဘိုးကလည်းတိတ်တိတ်ထနေမဲ့ ရွာချလာတယ်။အဲ့ဒီမှာလက်ကတဲ့ကျိုးတယ်။စပားလည်းမကျက်လိုက်ရဘူး။အဲ့ဒီနေ့နေဝင်လူဆက်ဆက်ချိန်မှာဦးခင်မောင်ရောက်လာပြီးတော့နေမောင်မနေ့ပြန်ဆော့ဆော့ထားကွာ။ကတဲ့ဆက်ရမယ်။ငါရွာတွေက လူတချို့ခေါ်ခဲ့မယ်။ဒီလိုလာပြောတာကြောင့်ကျုပ်လည်းခေါင်းချင်းလိုက်ရတယ်။တကယ်တော့ဦးခင်မောင်က စကားနေပါတယ်။လိုအပ်တလောက်ပဲပြောပြီးတော့အဲ့ဒီကကျုပ်နေတိုင်းထက်ဆော့ဆော့အိပ်ပြောသွားတယ်။မိုးကလည်းအေးတော့တော်တော်လေးကိုအိတ်လောက်ကောင်းတယ်။ ဘယ်ချိန်ထိအိပ်ပျော်သွားလဲမသိဘူးကြောင့်တစုံတစ်ခုကကျုပ်ခန္ဓာကိုယ်ကိုလှုပ်နှိုးမှနိုးလာတယ်။ကျုပ်လည်းလန့်နိုးပြီးအချိန်မို့တို့ကြည့်လိုက်တော့ဥခင်မောင်အချိန်ကိုကြည့်တော့မနက်ဝေလီဝေလင်းချိန်ကျုပ်လည်းကြပြားကြရမျက်နှာထထတဲ့မျက်နှာတက်ပြီးတော့ဦးလေးတခြားသူတွေကကျုပ်ကမေးတော့လူမရခဲ့ဘူးဆိုပြီးတော့အတန်ခပ်ပြက်နေပြောတယ်ဒီတော့ကျွန်တော်လည်းဦးခင်မောင်အကြောင်းကိုသိပြီးဆိုတော့ဘာမှထပ်ပြီးတော့မမေးတော့ဘူး ပြီးတာနဲ့ကျုပ်ကတန်တူရင်းကိုထမ်းပြီးရှေ့ကနေသွားဝုခင်မောင်ကနောက်ကလိုက်ကျုပ်လည်းဦးစိုးတို့လည်းကလဲအကူတွေနိုးပြီလာကြည့်လိုက်တော့တရားမှနိုးတာမတွေ့လို့အံ့ဩသွားတယ်။နေတိုင်းဆိုရင်တော့မနဲ့အလင်းရောင်တော့မမြင်ရသေးဘူး။ဦးစိုးနဲ့လဲအကူတွေဟာအလုံဆားလုံးနေပြီ။နောက်တစ်ခုကကျုပ်ကပဲခြေလန်းနှိမ့်လို့တာမသိဘူး။ဝုခင်မောင်ကပဲမြန်လို့လား။ကျုပ်နားကိုဝုခင်မောင်ရဲရောက်လာတယ်။သူကကျုပ်အနားကိုကတ်လာတိုင်းဘာမှမသိပဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်တုန်လှုပ်သွားတယ်။ကြက်သိန်းတွေလည်းထလာတယ်။ အင်းကမိုးကလည်းမရောသလိုလေလည်းမတိုက်ဘူးဒီရေတောင်မှနည်းနည်းရော့နေပြီဆရာမဲ့ကတဲ့ကိုရောက်တော့ဟုတ်ကဲ့မောင်ကငါအရင်တူးမယ်တဲ့ဒီတော့ကျုပ်ကလည်းသူ့တူးတာကိုစောင့်ကြည့်ရတယ်ပြီးတော့သူ့တူးထားတဲ့ဟာတွေကိုလည်းဆယ်ကောက်တင်ရတယ်သူ့တူးတဲ့မြေဆိုင်ခဲတွေကကျုပ်မနိုင်တနိုင်တရားထီကို ကြည်တာဗျအချိန်ခဏလေးတွင်းမှာပဲကျုပ်ခြေကုန်လက်ပန်းချသွားတယ်ဒီတော့လေဦးလေးကျုပ်မောလာပြီဗျ ပေးပြကျုပ်တို့မယ်ဦးလေးဦးလေးဆယ်ရောဒီလိုပြောတော့အင်းဆိုပြီးတော့တခုံမပြောတယ်ကျုပ်ကတာမန်အရွယ်ဆားလောက်ပဲတူတာသူကငယ်တယ်တဲ့ဒီတော့ကျုပ်လည်းခက်ကြီးကြီးတူပေးရတယ်ဒါပေမဲ့လည်းနည်းနည်းသေးသေးတယ်ပြောတယ်ဒီတော့ကျုပ်လည်းစိတ်ကတိုးလာတယ်ဒါကြောင့်တာမန်လူတွေမထားနိုင်တဲ့အရွယ်ဆားကိုတူပေးတယ်ဘယ်ပြောကောင်းမလဲဗျာသူက ချောချီချူပဲကောက်ထမ်းပြတာဒီလိုဆယ်လင်းနဲ့ကတဲ့နှစ်ခုသာပြီးသွားတယ်အချင်းကဝေလီဝေလင်းဖြစ်နေတော့မယ် ကျုပ်လက်စိတ်ထဲမှာတန်တရားဖြစ်လာတယ်။လူထမ်းဖို့မဖြစ်နိုင်တဲ့မြေဆိုင်ငယ်ကြီးတစ်ခုထပ်ပြီးတိုးတယ်။ဒါကိုတောင်မှ သူကဘာမှမဖြစ်တယ်လို့ပဲထမ်းပစ်တာ။မောဟိုက်တန်နဲ့လုံးဝမကြောက်ဘူး။ကျုပ်တကောလုံးကိုင်းလှုပ်လိုက်တယ်လို့ဖြစ်သွားတယ်။ကိုယ့်ရဲ့မျက်လုံးကိုတောင်ကိုမယုံနိုင်ဖြစ်သွားပြီ။ကျုပ်အချိန်ပေါင်းများစွာဆန်းသက်ပြီးတဲ့အခါမှာဖြစ်ချင်ရဖြစ်တော့လို့စိတ်ထဲကမှတ်လို့ဦးခင်မောင်မြေဆိုင်ငယ်ကိုကုန်းပြီးတော့ကောက်တာ။ရာဘက်လက်ဖြန်ကိုတန်တုံရင်နဲ့အားကုန်ထိုးဆိုင်ပြီးတော့ရွာထဲကိုတန့်ပြေးတယ်။ ဲ့ဒီမှာဦးခင်မောင်ရဲ့အော်တန်ကြီးဟာမိုးချင်းတန်လာတော့မှတ်ရတယ်။ကြောက်စရာကြီး။ကျုပ်လည်းရွာဝင်ရောက်မှနောက်ကိုလှည့်ကြည့်တာ။ဟာဗျာ။ဦးခင်မောင်ကထိုင်းမင်းတပင်လောင်အရက်တွေရှိပြီးပြီးတော့ခန္ဓာကိုယ်ကလည်းလူ၄၅ယောက်ဖက်လာလို့ရှိလာတယ်။ကျုပ်လည်းအမေလို့អော်ပြီးတော့အိမ်ကိုတန့်ပြေးတာ။အကြောက်လုံလို့ပြေးသွားတာဗျာ။ခြံစည်းဥတော်ကောင်မှခုံကျော်တက်သွားတယ်။အိမ်ကိုရောက်တော့မောင်းနေတော့မယ်။ကျုပ်ကအိမ်ကိုမရောက်ခင်ကတည်းက အဖေအမေတောင်းကိုကဲပါအောင်ဆိုပြီးအော်ပြီးပြတာအဲဒီမှာအဖေနဲ့မိကနှုတ်လာပြီးတော့ဖန်မီးရင်လေးကိုမိညိတယ်ကျုပ်လည်းအဖေနဲ့မိသားကိုပြေးဝင်ပြီးတော့အဖေကိုဖတ်ထားတယ်ဗျအဖေနဲ့မိကစိုးရင်တကြီးနဲ့မဲခွန်းတွေကိုမေးတယ်ဒါပေမဲ့ကျုပ်ကကြောက်လန့်ပြီးတော့ချက်ချင်းမဖြစ်နိုင်ဘူးရေတောက်ပြီးခဏကြာနားယူပြီးမှစကားကောင်းကောင်းပြောနိုင်တယ်ဒီတော့မှအချင်းကိုကြည့်တော့၃နာရီပဲရှိသေးတယ်ပြီးတော့မှခြံစည်းရိုးတွေပေါ်မှာထိုးမြစ်ချစ်မြစ်ထားတဲ့ဒဏ်ရာတွေကနားလာတယ် ဖေနဲ့မေကိုဖြစ်ချောင်းကုန်စင်ပြပြတော့နှစ်ယောက်စလုံးကထိုင်လန်သွားတယ်။မနေ့ရောက်တာနဲ့ဦးခင်မောင်ကိုအတိပေးပြီးတော့အလုထဖို့ပြောတယ်။မနေ့လင်းအားကြီးတော့မှအဖေရမေရဲ့ပုံပိတ်ရတွေနဲ့ကျုပ်ရဲ့ဦးခင်မောင်တို့အိမ်စီကိုဦးတည်ခဲ့တာ။ကျွန်တော်တို့ရောက်တော့ဦးခင်မောင်မိမကနေမနေဦးလေးမနေ့ကလေတဲ့ကပြန်ရောက်ခတဲ့ကမြေမကောင်းဖြစ်နေတာ။အေးပတ်သွားတယ်ထင်တယ်ဆိုပြီးစီးသွားတာ။ဒီလိုဆိုရင်မဲအင်းရှိကုတ်ပြမှာထားပြီးတော့ ကောင်းချင်းစားနေတဲ့ဦးခမောင်ရဲ့သမီးကြီးခေခင်မဲကရုတ်တရက်ထပြီးစားနေတဲ့ကောင်းချင်းပကံကိုလွှင့်ပစ်တယ်။ပြီးတော့ထမိန်ကိုလက်သမားတွေပစိုးဝတ်တယ်လို့ဒူးပေါ်တဲ့အထိပြိပြီးတော့ယောက်ျားတွေဝတ်တယ်လို့ဝတ်တယ်။လာခဲ့စမ်း။ငါ့ကိုစမ်းနေတဲ့ကောင်နေလာခဲ့စမ်း။ဒီနေ့နေငါအချောင်းတည်စီရမယ်။အဲ့လိုယောက်ျားစံကြီးနဲ့ကျင်းသွားတာ။ဦးခမောင်ရဲ့ဇနီးဒေါ်လုံးမေကတော့ဟဲ့ခင်မီဒါကဘလို့အပြုတ်မလဲ။ချက်ချင်းပြောင်းပြန်ထိုင်စမ်း။ထမိန်ကိုချက်ချင်းပြောင်းဝတ်စမ်း။ဒီလိုဆိုတော့ ခင်မဲဆိုတဲ့သူ့ရဲ့သမီးကဟဲ့ကောင်မနေကောဒီကောင်နဲ့တူတူတည်ချင်လို့လားငါနေသမီးမဟုတ်ဘူးဒီတော့တော်လုံးမေလဲစိတ်ဆိုးပြီးတော့နေမရိုင်းလာကြီးလားအခုပြန်ထိုင်ပြန်ထိုင်လို့ပြောနေရလေကောင်မနေပြောလိကဲလေပါလားငါကနေသမီးမဟုတ်ဘူးဟဲ့နေကငါသမီးမဟုတ်ဘူးငါကအခုနင်တို့ပိုင်ရလေကိုဟိုးတုံးကလေးကပိုင်ခဲ့တဲ့လဲပိုင်ရှင်ပါစိန် နင်တို့လူမဖြစ်ခင်ကတည်းကငါရှိနေတာနေသိရလားခင်ခင်မေရဲ့ပါဇက်ကရင်ထွက်လာတဲ့စကားဆုံးမှာကျုပ်ပါဝင်အားလုံးဟာပါဇက်အဟောင်းသားဖြစ်ကုန်တယ်အတန်နဲ့ကြားလို့ထင်တယ်ဦးခင်မောင်လည်းစောင်းတတဲ့ချုံမစ်ဆန်းလာတယ်ဦးခင်မောင်ကိုလည်းမြင်ရောခင်ခင်မေကခုံဝင်လာပြီးတော့ဦးခင်မောင်ကိုလည်းပဲညှစ်တယ်နေမကောင်းဖြစ်နေရဆိုတော့ဦးခင်မောင်ကမျက်မျော်ပဲရှိနေတာကြိုင်တဲ့သူတွေဝိုင်းဆွဲမှာပဲလွတ်သွားတယ်ခင်ခင်မေကနေတော့တော့မျက်လုံးတွေနဲ့ နေတို့တွေအကုန်လုံးကိုတက်ပြစ်မယ်ဘာမှနေလဲငါလေတဲ့လာပြီးတော့မလေးမဆငါ့ကိုလှုပ်တယ်အကုန်လုံးကလည်းကြောက်လန့်နေကြပြီမလို့တောင်းမှနေဒီမှာနေမယ်လေပိုင်ရှင်ဟောင်းဥပစင်ကခွင့်မလွတ်ဘူးတက်မယ်ဆိုပြီးပြောတယ်အခုငါလက်ဖင်ကိုကျိုးသွားပြီတက်မယ်ဒီတော့မှဥခင်မောင်ကဝင်ပြီးတော့တောင်းမှနေအပြစ်အလုံးကိုခွင့်လွတ်ပေးဖို့နဲ့လေပိုင်ရှင်ကြီးကျင်နေအောင်ဘာလို့ပေးရမလဲလို့မေးတော့ဒီမှာကြောက်တစ်ခုသိရတာကသူများတွေတင်းတရားငယ်စတာပြေးပြီးမြဲ ဦးခင်မောင်က250ပြည့်ရက်နဲ့ဘာလို့ဦးခင်မောင်စီမှာလဲအကူမရှိတာလဲဆိုတော့ခုမှပဲသတိထားမိသွားတယ်။ဦးခင်မောင်အတော်လေးကိုတောင်းပန်လိုက်တဲ့အခါလဲပါရှင်တရေကြီးဟာစိတ်ပျော်သွားတယ်။ကြော်ချမ်းစရာကောင်းတဲ့အတန်ဆိုးကြီးနဲ့ငိုချပြီးကိုပြစ်ပုံမှာဒူးထုတ်ထိုင်ပြီးတော့ကိုအားရပါရငိုတာ။ကျွတ်တို့လည်းနားမလည်ဖြစ်ပြီးတော့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ဒီမှာနေဦးခင်မောင်ကချော့ပြီးတော့ညင်ညင်တသာလေးမိတယ်။ဒီတော့မှသိရတာကလဲပါရှင်တရေဟာအကူကြီးလိုအပ်နေတဲ့ တနာစရာဒေါကိတာတရဝမန်းအသေးချာသိလိုက်ရတယ်။သူပြောတဲ့အတိုင်းပဲသူ့ရဲ့စကြောင်းကိုပြောပြရမယ်ဆိုရင်တော့တကယ်တော့အခုဦးခင်မောင်ပိုင်တဲ့လေတွေဟာဥပဆိုင်ရဲ့အဖိုးပိုင်ခဲ့တာ။သူ့အဖိုးစီကသူ့အဖေစီရောက်ပြီးတော့မှသူ့စီကိုရောက်လာတဲ့သားစဉ်မြေဆန်းမွေးဥပဆိုင်ကသူ့လက်ထက်ကိုရောက်လာတော့ကတင်းဆယ်တိုင်းတပည့်လဲပိုင်ရှင်အခုဦးစော်ရဲ့အဖိုးပိုင်နေတဲ့လေကို အနှဲငယ်တွတ်တော်ပြီးတော့ကတင်းဆယ်ခဲ့တယ်။ပြောရရင်တော့မြေခိုးတာ။ တပတ်လဲပိုင်ရှင်ကလည်းဓာတ်ကိုရိပ်မိလာတော့ပြဿနာအကြီးအကျယ်ဖြစ်တယ်။ဒုတ်ဆွဲဓာတ်ဆွဲတောင်ဖြစ်ခဲ့တယ်။ဒီနေ့တော့ဥပစင်ကတင်းဆဲဖို့မနဲ့စောကြီးသွားတော့မှ သူ့ပိုင်နဲ့လဲရောက်မှဓာတ်ထိုးခံလိုက်ရတယ်။ထိုးတာမှအချက်ပေါင်းများစွာထိုးခံရတာ။နေရာမှာနေမဲ့ပိုးချင်းပြီးတည်ဆုံသွားခဲ့တယ်။အဲ့ဒီမှာတည်ဆုံသွားတာနဲ့ချက်ချင်းပဲသေရဲတန်းဖြစ်တာ။အဲ့လေတွေကထွက်လို့မရပဲနဲ့အချင်းရှိတိုင်းကတင်းဆဲရတာ။သူ့မိသားစုတွေအမျှဝေတဲ့အခါရောသူ့အတွက်ရည်စိုးပြီးတော့ကုသလုပ်တဲ့အခါမှာရောလုံးဝသားတို့မခေါ်နိုင်ခဲ့ဘူး။ သူပြောတာကလူတွေရဲ့အမျှဝေတံကိုမကြားရဘဲနဲ့သူနာထဲမှာမောချင်းတန်တွေကိုပဲကြားရတဲ့တဲ့သူ့ကိုတက်ခတဲ့တရားခံကိုလည်းရှာမတွေ့ဘူးလို့ပြောတယ်ခေကာလာကလည်းကောင်းတာမဟုတ်တော့ဘသူမှဂရုမစိုက်ကြဘူးသူ့ရဲ့မိသားစုဝင်တွေကလည်းလဲတွေကို အခုအိုးခင်မောင်ရဲ့အဖိုးကိုရောက်ပြီးတော့ပြောင်းရွှေ့သွားကြတယ်လဲပန်းရှင်တရားပြောရောသူဟာဒီလေထဲမှာနှစ်ပေါင်းများစွာကြာမှပထမဆုံးအချိန်ထွက်လို့ရတာတဲ့သူဟာကျွတ်လွချင်းထိုက်တန်နေပြီး ဘယ်ဘုံဌာနကိုသွားရမယ်ဆိုတာလဲသူကိုယ်နဲ့တော့မသိဘူးပြီးတော့သူ့သေးတဲ့နေ့ကလေးကလဲကတဲ့ဆယ်လာရတာတခါမှရက်လို့မရဘူးတဲ့ရက်မယ်ကျန်တိုင်းတင်းပုတ်ကြီးထမ်းပြီးတပတ်ကြီးလေးကောင်ကရုတ်တရက်ရောက်လာပြီးတော့သူ့ကိုထူတယ်ရက်မယ်လို့ကျန်တိုင်းဒီလိုအများနဲ့နှိမ့်ဆက်ခံရတယ်ဒီတော့သူ့ကိုကူညီခြင်းရင်ခွင်းလွတ်စေခြင်းရင်သူခိုးခဲ့မိတဲ့မြေတွေကို ပြန်ပေးတဲ့အနေနဲ့လက်ကတင်းဆယ်တိုင်းမှာဦးခင်မောင်ရဲ့လက်ထဲကိုတရောင်းထရာစီဆုပ်ပြီးတော့ဆယ်ပါလို့ပြောသွားတယ် ပြီးတော့သူ့ကိုအမျှဝေးပေးပါ မျက်မှောက်အကျိုးနေနဲ့နှစ်တိုင်းဒီထက်ပို့ပြီးတော့စပါအထွက်နှစ်ဆတိုးလိုက်မယ်လို့ပြောသွားတယ်သူပြောချင်တာတွေပြောပြီးတဲ့အခါမှာခင်ခင်မေတယောက်မေးလဲကြသွားတယ်အချင်းကရှိသေးတော့ချက်ချင်းပဲစိတ်မရတယ်ရဲရွာလူကြီးတွေကိုအကျိုးချောင်းပြောပြပြီးရွာတွေကလူတချို့အကူအညီနဲ့ကတဲ့ကိုဖျက်လို့ဝုခင်မောင်ရဲ့လယ်ထဲကိုထောင်ထွာစီဆုပ်ပေးပြီးတော့ပြန်ဆက်ရတယ်ဆရာတော်ဖျားနဲ့တန်ဃာတော်ရှစ်ပါးကိုတေချာပြင်ဆင်ထားတဲ့လေတွေကိုပင်က လေပိုင်ရှင်တရေကြီးဥပစင်ကိုရည်စလို့ကုသိုလ်ပြုပြီးတော့အမျှဝေးလိုက်ပါတယ်။ဆရာတော်ကိုကြိုးချောင်းအားလုံးကပြပြတော့အမျှမိုးဝင်ငယ်မှာပဲဆရာတော်ဖျားကလေပိုင်ရှင်တရေကြီးဥပစင်ကိုသားတို့တေချာခေါ်ဖို့အတွက်၃ညိန်၃ငါမိန်တော်မူတယ်။ပြီးတော့မျှအမျှဝေးတယ်။အဲဒီကစပြီးတော့လေပိုင်ရှင်တရေကြီးဥပစင်ရဲ့ရဲ့ရောင်ကိုလုံးဝမတွေ့ရဘူး။အတန်ပလန်လည်းလုံးဝမကြားရတော့ဘူး။ဒီတော့ကျုပ်လည်းအလုံးမထွက်ဖြစ်တော့ဘူး။အဲ့နှစ်ကတကယ်ကိုအောင်မြင်တဲ့နှစ်ပဲ။ဝိုကင်မောင်ဟာ ကျုပ်ကိုစပါတင်းငါးရတတိပေးတယ်။ဒါကတော့လဲပါရှင်တရေကြီးဥပဆိုင်ရဲ့ကောင်းမှုဆိုရင်တော့အားလုံးသိမှာဖြစ်ပါတယ်။ဒီမှာလေးမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နားတော်တာဆင်းသူပြိတ္တကြီးလဲစေတနာရှင်ကိုကြီးကျမ်းမာရှင်နဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။